င်္ဂလာပါရှင်ရန်ကုန်ခေတ်ရဲ့မနက်ခင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်ဆေးရနာတင်ထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33ဟာပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူရန်အတွက်အပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ်ညီလာခံကအတည်ပြုဆုံးဖြတ်လိုက်ပါတယ်မြန်မာဒီမိုကရေစီရေ ထောက်ခံအားပေးမှုတွင် တောင်ကိုရီးယားရွေးကောက်ခံသမ္မတအီဂျန်မြောင်ထံကို NUG ရိုင်းသမ္မတကကျေးဇူးတင်ဂုဏ်ပြုတဲ့သတင်းပါဝင်ရန်ကုန်ခေတ်တရမနက်ခေတ်သတင်းတွေကိုတက်ဆက်ပေးပါမယ်အခုပထမဆုံးတက်ဆက်ပေးခြင်းတဲ့သတင်းတစ်ပုဒ်ကတော့အကြမ်းဖက်ဆီယာနာတင်ထားတဲ့စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33ရအရေးပေါ်အတွက်အပြည်ပြည်ဆိုင်ရာလူ့သမားအဖွဲ့ချုပ်ညီလာခံကဆုံးဖြတ်အတည်ပြုလိုက်ပါတယ်ဆွစ်ဇာလန်နိုင်ငံဂျနီဗာမြို့မှာပြုလုပ်နေတယ် 113ကျေမြောက်ပြည်ပဆိုင်ရာလူသမားညီလာခံမှာလူငယ်တွေနဲ့လူသမားတွေကိုစစ်မှုထမ်းဥပဒေနဲ့အတင်းအဓမ္မစစ်ထဲကိုတုတ်သွင်းပြီးလူသမားအခွင့်အရေးလူခွင့်ရေးချိုးဖောက်နေတဲ့မြန်မာစစ်ကောင်စီကို ILO Article 33ရာပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူဖို့အတွက်ဆုံးဖြတ်လိုက်တယ်လို့လည်းညီလာခံကိုတက်ရောက်နေတဲ့မြန်မာနိုင်ငံ လုပ်ငန်းရှင်များအဖွဲ့ချုပ်မြန်မာ Employer Federation MEF ကအထွေထွေတွင်ရင်မှု ဥဝေမိုးသွင်ကရန်ကုန်ခေတ္တမီဒီယာကို ပြောပါရယ်အဲလိုဆုံးဖြတ်ရမှာလဲမြန်မာနိုင်ငံနဲ့စစ်ကောင်စီကိုအရေးယူရေးမဲခွဲရန်မလို့ပဲအရေးယူရေးကိုတညင်တညိုတဲ့ဆုံးဖြတ်အတိပြုလောက်တာဖြစ်တယ်လို့လည်းသိရပါရယ်ဒါပေမဲ့အလို့သမားအဖွဲ့ချုပ် CTUM ကကိုစလဲဥမမောင်ကအမျိုးသားညီညွတ်ရေးဆိုရန် NUG တစိမ့်နဲ့အပြည်ပြည်ဆိုင်ရာအလို့သမားညီလာခံမှာမိန်ကွန်းပြောတဲ့အချိန်တွင် ရုရှားနိုင်ငံကကောက်ကွက်တာမျိုးတွေထပ်လုပ်သေးတယ်လို့လည်းဥဝေမှုတွင်ကပြောပြပါဗျ။ဒါအပြင်စစ်ကောင်စီနဲ့မြန်မာနိုင်ငံကို ILO Article 33ရဲ့အရေးယူဖို့အတွက်ဆုံးဖြတ်ချက်မချရသေးခင်မှာရုရှားနဲ့ဘယ်လာရုစ်ကကောက်ကွက်ဖို့လုပ်ပေမဲ့လည်း နောက်ဆုံးမှာတော့မဲခွဲစာမလို့ပဲအရေးယူဖို့ဆုံးဖြတ်လိုက်တာဖြစ်တယ်လို့လည်းဥဝင်မှုတင်ကဆက်လက်ပြပြပါရယ်အဲ့ဒီညီလာခံကိုစစ်ကောင်စီဘက်က UMF စီစီယံကိုယ်စားလှယ်ဒေါခန်ခိုင်နယ်တို့ကလည်းလာရောက်တက်ရောက်တယ်လို့လည်းသိရပါရယ်မြန်မာနိုင်ငံကို ILO Article 33နဲ့အရေးယူတန်းခတ်ပိတ်ဆို့မှုမှာဒုတိယအကြိမ်မြောက်ဖြစ်ပြီးဆက်အာနာရှင်တန်းရွှေလက်ထက်ကလည်းပထမအကြိမ်ဖြစ် ILO ကပြင်းထန်တဲ့ဒဏ်ခတ်ပိတ်ဆို့အရေးယူမှုတွေလှုပ်ဆောင်ခဲ့ပါသေးတယ်ရှင် ဆက်လက်ပြီးတော့မြန်မာဒီမိုကရေစီရေကျူးပန်းမှုပေါ်အားပေးမှုအတွက်တောင်ကိုရီးယားရွေးကောက်ခံသမ္မတအီဂျန်မြန်ကိုကျေးဇူးတင်ကြောင်းအမျိုးသားညီညွတ်ရေးဆိုရအန်ယူဂျီယာယီသမ္မတဒူဝါလက်ရှိလာကကျေးဇူးတင်ဂုဏ်ပြုတဲ့တောင်းလာပေးပို့လိုက်ပါတယ်အမျိုးသားညီညွတ်ရေးဆိုရယာယီသမ္မတဒူဝါလက်ရှိလာကရွေးကောက်ပွဲအနိုင်ရကိုရီးယား သမ္မတနိုင်ငံရဲ့၂၁ကြိမ်မြောက်သမ္မတသစ်မစ္စတာအီဂျန်မြန်ထံကို ဂုံပြုတ်ဝမ်းမြောက်ကြောင်းတုံလွာကိုမနစ်ကပြေပို့လိုက်တာလည်းဖြစ်ပါတယ်။အဲ့ဒီဂုံပြုတ်တုံလွာထဲမှာသမရမစ္စတာအီဂျန်မြောင်ရဲ့အောင်မြင်မှုကို လေးစားဂုဏ်ယူသလိုရွေးချယ်ပေးလိုက်တဲ့ကိုရီးယားပြည်သူတွေကိုလည်းလေးစားဂုံတယ်လို့လည်းဆိုထားပါဗျ။ကိုရီးယားနိုင်ငံရဲ့နိုင်ငံရေးအကျက်တဲကာလမှာခေါင်းဆောင်ဖြစ်လာတဲ့သမရအီဂျေမြောင်ဟာကိုရီးယားနိုင်ငံကို တိုးတက်ခိုင်မာအောင်ဥဆောင်နိုင်ုံမှမကဒီမိုကရေစီလွတ်လပ်ခွင့်နဲ့ တရားမျှတမှုတွေကိုလည်းဖော်ဆောင်နိုင်လိမ့်မယ်လို့ယုံကြည်ပါကြောင်းဖော်ပြထားပါတယ်။ဒါအပြင် ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှုပေါ်အပိတ်မှုအတွက်လည်းကျေးဇူးတင်စကားကို ဆိုထားပြီး ကိုရီးယားရဲ့အောင်မြင်မှုတွေဟာမြန်မာနိုင်ငံအတွက်မျှော်လင့်အားကျနမူနာယူစရာတွေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူတွေရဲ့ ဖက်ဒရယ်ဒီမိုကရေစီတိဆောက်ရေးကြိုးပမ်းမှုတွေကိုလည်းအားပေးထောက်ခံမယ်လို့ယုံကြည်တယ်လို့ယာယီသမ္မတဒူဝါလက်ရှိလက်ကဆော့ပါတယ်။ဒါ့အပြင်ကိုရီးယားနိုင်ငံကမြန်မာနိုင်ငံသားတွေရဲ့ဒီမိုကရေစီရေးကြိုးပမ်းမှုအပေါ်ကိုအားပေးမှုအတွက်လည်းကျေးဇူးတင်စကားဆိုထားပြီးကိုရီးယားရဲ့အောင်မြင်မှုတွေဟာမြန်မာနိုင်ငံအတွက်မျှော်လင့်အားကျနမူနာယူစရာတွေဖြစ်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရနဲ့မြန်မာပြည်သူတွေရဲ့ Federal Democracy တိဆောက်ရေးကြိုးပမ်းမှုတွေကိုလည်း အပေထောက်ခံမယ်လို့ယုံကြည်တယ်လို့ယာယီသမ္မတဒူဝါလက်ရှိလာကဆိုပါတယ်။ဒါအပြင်တဝန်လာတဲ့မှာကိုရီးယားနဲ့မြန်မာနှစ်နိုင်ငံကြားချစ်ကြည်ရင်းနှီးမှုကိုအတွန့်ရှည်စွာဆက်လက်တည်တပ်နေမယ်လို့လည်းဆန္ဒပြုကြောင်းစသဖြင့်ဖော်ပြထားပါတယ်ရှင်။ဒီတကမှာတော့မြန်မာထိုင်းနယ်စပ်ကအကြမ်းဖက်စစ်တပ်ရဲ့ဘလယ်ဒိုစကန်နဲ့တေဘော့ဘိုစကန်တို့ကိုအပြည့်အစုံတိုက်ခိုက်ချိန်မုန်းခဲ့တယ်။ KNL နဲ့ PDF ရဲဘော်တွေကို ပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုခဲ့ကြတယ်လို့သိရပါဗျ။မနေ့ကဇွန်လ9ရက်နေ့မှာအကြမ်းဖက်စစ်တပ်ရဲ့ Bellator Scan နဲ့တေဘော့ဘူ Scan တို့ကိုအပြစ်သက်တိုက်ခိုက်ချိန်မုံခဲ့တယ်။ KNL နဲ့ PDF View ဟာ32ပူပေါင်းတပ်ဖွဲ့ဝင်တွေကိုပြည်သူတွေကတောင်းတောင်းဖြတ်ဖြတ်ကြိုးဆိုခဲ့ကြတာလည်းဖြစ်ပါဗျ။ KNL နဲ့ PDF View ဟာ32ပူပေါင်းတပ်ဖွဲ့ဝင်တွေဟာ ကောဂရိတ်မြို့နယ်မြန်မာထိုင်းနယ်စပ်ကအကြက်ဖက်စစ်ကောင်စီရဲ့ဘလဲဒိုစကန်ကိုမေလ23ရက်နေ့ကသိမ်းပိုင်နိုင်ခဲ့တာဖြစ်တယ်လို့တေဘော့ဘောစကန်ကိုလည်းဇွန်လ3ရက်နေ့မှာတော်လန်တပ်ဖွဲ့တွေကအပြည့်အစုံတိုက်ခတ်ခြေမုံခဲ့တာဖြစ်ပြီးလက်လက်ခရံအများအပြားကိုလည်းတင်ဆက်ရရှိခဲ့တာလည်းဖြစ်ပါရဲ့ရှင်။စကိုင်းတိုင်းတဘောကိုတက်ဆက်ပေးကြပါရစေ။စကိုင်းတိုင်းမုံရွာမြို့နယ်မှာ စစ်တပ်စစ်ကြောင်းနဲ့စစ်တပ်စကန်တို့ကစစ်မှုတန်းတပ်သား2ဦးနဲ့ရဲ2ဦးတို့ဟာလက်လက်ခဲယမ်းတွေယူဆောင်လာပြီးအလင်းဝင်ရောက်လာတာကြောင့်တအူးကိုငွေကျပ်350စုချင်းချင်းပေးခဲ့တယ်လို့မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလာဖတာဝန်ခံကိုအားကူးကပြောပါရယ်ပြီးခဲ့တဲ့မေလနဲ့ဇွန်လအတွင်းမုံရွာမြို့ပေါ်ကစစ်တပ်စကန်နဲ့မုံရွာမြို့နယ်အတွင်းလှည့်လည်နေတယ်စစ်တပ်စစ်ကြောင်းတို့ကစစ်မှုတန်းတပ်သား2ဦးနဲ့ရဲ2ဦးတို့ဟာ MA1 အမျိုးအစားတနက်တလဲ့ G3 အမျိုးအစားတနက်တလက်နဲ့ MA 13အမျိုးအစားတနက်တလက်တို့ကိုယူဆောင်လာက မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့အစည်းကိုဆက်သွယ်ကအလင်းဝင်ရောက်လာခဲ့တာဖြစ်တယ်လို့လဲမုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလဖတာဝန်ခံကိုအားကူးကပြပြပါရတယ်။အဲဒီလိုအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေကို မုံရွာမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ပါလဖကငွေကျပ်350စီစုချင်းပေးခဲ့ပြီး သူတို့သဘောဆန္ဒအလျောက်တအုပ်ကတော့ မိသားစုရှိရာကိုပြန်သွားပြီးကျန်တဲ့ဦးမှာတော့ပြည်သူ့ကာကွယ်တပ်မတော်သားတွေအဖြစ်တာဝန်ထမ်းဆောင်နေရလို့လည်းသိရပါဗျ။အဲဒီလိုအလေးဝင်ရောက်လာသူတွေဟာရန်ကုန်မြို့မှာအတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရသူနေမျိုးဦး၊ရှမ်းပြည်နယ်မြောက်ပိုင်းမှာအတင်းအဓမ္မစစ်သားအဖြစ်စုဆောင်းခံရတဲ့ကိုညင်ညင်နဲ့အရာရီတိုင်းပသိမ်မြို့ဇာတိဖြစ်သူရဲတပ်သားချင်းမိုးသူတို့ဖြစ်တယ်လို့လည်းသိရပါဗျ။ ရှမ်းပြည်နယ်ရဲ့တရင်တပုတ်ကိုတက်ဆက်ပြကြပါရယ်။ရှမ်းပြည်နယ်မြောက်ပိုင်းနောင်ချိုမြို့နယ်စေမန်ကန်ကွာမှာကွာဝေးတဲ့ရှောက်ချုံရွာကိုအကြက်ဖက်စစ်တပ်ကရောက်ရှိလာပြီးတဲ့နောက်မှာမြို့ပေါ်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်တိုက်ခိုက်တာကြောင့်ပြည်သူ၄ဦးဟာထိခိုက်ဒဏ်ရာရှိကာ မြို့လုံးကျွတ်ပြည်သူတွေဟာထွက်ပြေးနေရတယ်လို့ဒေသခံပြည်သူတွေကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်။ဇွန်လ၄ရက်နေ့ည၈နာရီလောက်ကနေစတင်ပြီးနောင်ချိုမြို့နယ်ဆယ်မိုင်ကတ်သာကွာဝေးတဲ့ရှောက်ချုံရွာကိုအကြမ်းဖက်တပ်သားတွေရောက်ရှိလာပြီးရဲ့နောက်မှာမြို့ပေါ်ရပ်ကွက်တွေကို ဟောင်းဝင်းစာလက်နက်ကြီး၁၂လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့လည်းသိရပါဗျ။စစ်တပ်ကပြစ်ခတ်လိုက်တဲ့လက်နက်ကြီးကြီးတွေဟာနောင်ချိုမြို့ပေါ်ကကာကြီကွင်းကံမောစာကျောင်းညီညီနိုင်ဝက်ရှော့ဟောင်းနဲ့ရွှေဝါးရိပ်အနီးကိုကြောက်ရောက်ပောက်ကွဲသွားခဲ့ပြီး ဈေးရက်ကွက်က အမျိုးသမီး2ဦးနဲ့အမျိုးသား2ဦးဟာထိခိုက်ဒဏ်ရာရှိခဲ့လို့ဒေသပြည်သူတို့ကပြောပြပါဗါတယ်။ TNL ပြောရေးဆိုဝင်ရှိသူလွေးရည်ဦးကတော့နောင်ချိုမြို့နယ်မှာစစ်တပ်နဲ့ TNL တပ်တွေကြားမှာစီးရဲတင်းမာနေပြီးနှစ်ဖက်တိုက်ပွဲတွေရှိနေသလိုစစ်တပ်ကအင်အားဖြစ်တင်းတာတွေစစ်ကူပေးဖို့တာတွေလှုပ်ဆောင်နေရလို့လည်းမနေ့ကပြုတ်လုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောဆိုထားပါတယ်ရှင်။ မန္တလေးရတဲ့နေ့ပုတ်ကိုကြည့်အောင်ပါမန္တလေးတိုင်းနထိုးကြီးမြို့နယ်ဝက်လူရဲစခန်းကိုစစ်ကိုလာတဲ့အကြမ်းဖက်စစ်ကြောင်းကိုကြားဖြတ်တိုက်ခိုက်ခဲ့ရမှာစစ်တပ်ဘက်က၄ဦးဟာတိုက်ဆုံးခဲ့တယ်လို့နှစ်ဦးကဖမ်းမိပြီးစစ်မှုတပ်သားတဲ့၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့တယ်လို့နထိုးကြီး PDF ကတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်မီဒီယာကိုပြောပါရယ်ဇွန်လ၃ရက်နေ့ကဝက်လူနယ်မြေရဲစခန်းတိုင်းတိုက်ပွဲကိုစစ်ကိုလာတဲ့အကြမ်းဖက်စစ်တပ်စစ်ကြောင်းကိုတော်လန်တဖက်ဝင်တွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါရယ်အဲဒီတိုက်ခိုက်မှုတွေအတွက် အကြမ်းဖက်တပ်သား၄ဦးဟာထေသွားခဲ့တာဖြစ်ပြီးစစ်တပ်စစ်ကြောင်းက စနိုက်ပါတအူးနဲ့တပ်သားတအူးကိုအရှင်ဖမ်းမိခဲ့ရလဲဖြစ်ပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်စစ်ကြောင်းကလည်းထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတဲ့၈ဦးကိုလည်းကယ်ထုတ်နိုင်ခဲ့သလိုတိုက်ပွဲတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေစီကနေလက်လက်ခရမ်းတွေနဲ့စစ်ကောင်စီတပ်သားမတအားလောင်းတလောင်းကိုလည်းတိုက်ဆက်ရရှိခဲ့လို့လည်းသိရပါပါတယ်ရှင်။ ဟုတ်ကဲ့ပါရှင်။ဒါအားတော့ရန်ကုန်ခေတ်ရဲ့မနက်ခေတ်သတင်းတွေကို တက်ဆက်ပေးရပါ။ကြည့်စုတင်ပါရရှင်။ကျမများပါ။